ကိုယ်စိတ်ထဲမှာဗာဂလိမြဲမြဲတဲ့ရှိနေရအောင်လုံးဖြစ်မလဲတဲ့အဲ့ဒီမိဂုံကိုမြတ်စွာဘုရားဘယ်လိုဖြေပြလဲဆိုတော့တတ္တာတာတုပဋိဋ္ဌိတာတတ္တာယုံကြည်မှုတတ္တာတရားတိပဋိဋ္ဌိတာကိုယ်စိတ်တန်တမှာအမြဲတည်နေလို့ရှိရင်တာတုအဲ့ဒါအလွန်ကောင်းနေတယ်ဟောစိတ်ထဲမှာအမြဲတမ်းရှိနေတဲ့အရာကတော့တတ္တာတရားလို့ဆိုတဲ့ယုံကြည်မှုပဲတဲ့ဒီနေ့မှာတရားတရားရဲ့အတိပ္ပယ်ကိုပြည်သူတို့အလုံးနားလည်ထားပြီးသားနော် တရားတရားဆိုတာဘာကိုပြောရလဲယုံကြည်ဖို့အခုယုံကြည်တာတော့လို့မေးရင်ဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့တကယ်ရှိတဲ့စစ်မှန်တဲ့ဂုဏ်ကိုယုံကြည်တာနောက်ပြီးတော့ကံကံရဲ့အကျိုးကိုယုံကြည်တာလေ့ကျင့်တော့တူကိုကိုတဲ့မြတ်စွာဘုရားသည်လောဘဒေါသမောဟကိတ္တခတိငြိမ်းတော်မူတဲ့တရားလုံးစုံကိုတည်တော်မူတဲ့အစကြီးရှိသဖြင့်မြတ်စွာဘုရားရဲ့ဂုဏ်ကြီးအကျိုးကိုယုံကြည်လို့ရှိရင်ဒါမှလည်းတရားတရား တော်ကောင်းတရားတည်ချင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်မျိုးမျိုးသောချမ်းသာဒုက္ခကိုဖြစ်ထွန်းစေတယ်လို့တတော်ကောင်းတရားရဲ့စွန့်ရည်တက်တီကိုယုံကြည်မယ်ဆိုရင်ဒါပါနဲ့တရားတရားကိလေသာတွေကိုသူ့အရှင်နဲ့သူအမြင့်ပြတ်ပေးရှာတော်မူကြတဲ့တန်ဃာတွေကိုအရိယာတန်ဃာလို့ခေါ်တယ်။အဲ့ဒီအရိယာတန်ဃာတို့လို့နဲ့ကွာသီလသမာဓိပညာနဲ့ပြည့်စုံတော်မူကြတဲ့သမုဒ္ဒိတန်ဃာရှင်မြတ်တို့ရဲ့တကယ်ရှိတဲ့ဂုဏ်ကိုယုံကြည်မယ်ဆိုရင်ဒါပါနဲ့တရားတရားနောက်ထပ်ယုံကြည်သေးယုံကြည်တဲ့အစစ်အမှန်တဘာဝတရားကြီးတစ်မျိုးရှိသေးတယ်။ အဲ့ဒါကိုဒကာမတို့ငငယ်တဲ့ကစားမှတ်သားခဲ့ပြီးသားကောင်းတဲ့မှာကံကံရဲ့ကျိုးကိုယုံကြည်ခြင်းကောင်းတာလို့ရင်ချမ်းသာလိမ့်မယ်မကောင်းတာလို့ရင်ဆင်းရဲလိမ့်မယ်လို့ဆိုတဲ့လောကကြီးရဲ့လွဲချိုမှုမရှိတဲ့အမှန်တရားကမ္မနိယမဒါကိုဦးဇင်းတို့စိတ်ထဲကသက်ဝင်ယုံကြည်နိုင်မယ်ဆိုရင်ဒါကိုသရာတရားလို့ခေါ်တာမြတ်စွာဘုရားကဒီယုံကြည်မှုဆိုတဲ့ဒီသရာတရားအလွန်တန်ဖိုးကြီးတဲ့အတွက်ကြောင့်စိတ်ထဲမှာသူအမြဲတမ်းရှိနေတဲ့တဲ့ ။ဘာဖြစ်လို့တော့အဲ့ဒီတရားတရားရှိမှယုံကြည်မှုရှိမှဦးဇင်းတို့တွေဟာကောင်းမြတ်မှုမျိုးစုံတွေကိုလုံနိုင်တာ။ကောင်းမြတ်မှုမျိုးစုံကိုလုံဖြစ်မှကောင်းမြတ်မှုမျိုးစုံရဲ့အကျိုးဆက်ဖြစ်တဲ့ချမ်းသာဒုက္ခတွေကိုရနိုင်တာ။ဟော။အကြောင်းအကျိုးဆက်ဆက်ပြီးတော့နားလည်ရမယ်နော်။ချမ်းသာဒုက္ခနဲ့ယုံကြည်မှုရဲ့ကြီးကျယ်တဲ့အဲ့ဒီဆက်နွယ်မှုကိုကျွတ်တို့မြင်တတ်ဖို့လိုတယ်ပေါ့နော်။ယုံကြည်မှုရှိမှကောင်းတာကိုလုံနိုင်တယ်ကောင်းတာလုပ်ဖြစ်မှချမ်းသာနိုင်တယ်။ ဲ့ဒီနေ့မှာယုံကြည်မှုရှိမှကောင်းတာကိုလုပ်နိုင်တယ်ဆိုတာဒီကိုလက်တွေ့ကြကြနားလည်ဖို့လိုတယ်။ဆိုကြပါစို့ဦးဇင်းတို့တွေဒါနရဲ့အကျိုးပေးကိုမယုံကြည်ဘူးဆိုရင်ဒါနပြုရမလား။တိလာရဲ့အကျိုးကျေးဇူးတွေကိုမယုံကြည်ဘူးဆိုရင်လည်းတိလာနဲ့ပြည့်စုံအဲ့ဒီလိုနေပါမလား။နောက်တမာရီပညာဘာဝနာလုပ်ငန်းရဲ့စွန့်ရည်တက်တီတွေကိုမယုံကြည်ဘူးဆိုရင်လည်းဘာဝနာတရားပွားများပါမလား။မပွားများဘူးနော်။ယုံကြည်မှုရှိမှလှုပ်တာလှုပ်တယ်ဆိုတဲ့နေရာမှာတော့မှယုံကြည်မှုပေါ်မှာမူတည်ပြီးတော့ပဲအကြည်အသေးအနေများကွာနေသေးတယ် နည်းနည်းယုံတဲ့လူကနည်းနည်းလှုပ်တယ်ပေါ့အများကြီးယုံတဲ့လူကအများကြီးလှုပ်တယ်နည်းနည်းမှမယုံတဲ့လူကနည်းနည်းမှမလှုပ်နိုင်ဘူးနော်တချို့ကြတော့လေယုံကြည်မှုကအရင်ထက်သန်အကောင်းတဲ့တွေ့ကြောင်းဘဝနဲ့ရင်းပြီးတော့ကောင်းတာတွေမြင့်မြတ်တာတွေကိုလှုပ်သွားကြတာပြောရင်တော့ဘာလဲကိုယုံတဲ့လောက်ပဲကိုလှုပ်မယ်ကိုလှုပ်တဲ့လောက်ပဲကိုချမ်းသာပဲဒါပဲဟုတ်လားဒါကြောင့်ယုံကြည်မှုရဲ့အရေးပါမှုကိုမြင်ဖို့လိုတယ်နော်အဲ့ဒီယုံကြည်မှုကလည်းစစ်မှန်တဲ့ယုံကြည်မှုဖြစ်ဖို့တော့မလိုဘူးလားလိုတယ် အဲ့တော့မြတ်စွာဘုရားကယုံကြည်မှုရဲ့တန်ဖိုးကိုမြင်တော်မူလို့စိတ်ထဲမှာအမြဲတမ်းရှိနေရင်အကောင်းဆုံးအရာကတော့ယုံကြည်မှုပဲလို့ပြောတာ။